အားလုံးပဲမင်္ဂလာပါအခုပြောပြမယ့်သင်ခန်းစာကတော့ Agent ရဲ့ alignment အကြောင်းဖြစ်ပါတယ် alignment ကဘယ်မှာရှိလဲဆိုရင် home tag က alignment group မှာဒီမှာ alignment 6မျိုးရှိပါတယ်အပေါ်ဆုံးက alignment ကတော့ top align middle align ဖော်တွန် align ဖြစ်ပါတယ်အဲ့ဒါကသူကဒီမှာဆဲကွက်ချပါမယ် alignment ကြောင်းချင်တဲ့နေရာမှာဆဲကွက်ချမယ် top align ဆိုရင်ဆဲကွက်ရဲ့ထိတ်ကိုကတ်သွားပါမယ် middle align ဆိုရင်ဆဲကွက်ရဲ့အလယ်မှာရှိပါမယ်စာရီက bottom align ဆိုရင်တော့စာရီကဆဲကွက်ရဲ့အောက်ကိုကတ်သွားပါမယ်အဲ့ဒါကဒီ alignment သုံးမျိုးတည်းကကိုကြိုက်တာတစ်ခုရွေးလို့ရပါတယ်ဒီမှာဆိုရင်ဒီမှာထိတ်ကိုကတ်ထားပါမယ်အောက်က alignment သုံးမျိုးကကြတော့ align left ရဲ့ ပြီးတော့ center ရဲ့နောက်တစ်ခုက right ရဲ့စာအုပ်ဆဲခွက်ရဲ့ तू ကထိတ်တည်းအောက်တည်းလည်းမဆိုင်ဘူး तू ကဘယ်ကိုကတ်မလာစာအုပ်အလဲထားမလာဒါမှမဟုတ်ရင်စာအုပ်ညာဘက်ထားမလာဆိုတာကြောင်းတာဖြစ်ပါတယ်ကျမတို့ align left ကိုရွေးကြည့်ပါမယ်ဒါဆိုရင်ဆဲခွက်ကဒီမှာ alignment ကနှစ်ခုလုံးရွေးလို့ရတယ်เนาะနှစ်ခုရွေးပြီးသားဒီအားဆိုရင် top top ကိုရွေးတဲ့အတွက်ရွေးထားတဲ့အတွက်ဆဲခွက်ရဲ့ထိတ်ကိုစာကတ်နေပါတယ် left ကိုရွေးထားတဲ့အတွက်ကျမတို့ကစာအဘယ်ကိုကတ်နေပါတယ် မကတော့ကိုတော့ရွေးထားမြင်ရွေးထားမယ်ပြီးရင်စာကိုစင်တာပို့မယ်ရပါတယ်စာကို write ပို့မယ်အဲ့တော့အလဲကိုပြန်ရွေးမယ်ဒါဆိုရင်ဆဲခွက်ရဲ့အလဲမှာစာရှိပါမယ်ဘယ်ကိုပို့မယ်အလဲညာကိုပို့ပါမယ်ဒါက alignment 6မျိုးထဲမှာကိုကနှစ်ခုရွေးလို့ရပါတယ် top တွေ middle တွေ bottom တွေကနေတစ်ခုရွေးမယ် left တွေ right တွေ center တွေကနေတစ်ခုရွေးလို့ရပါတယ်အခုတတိထားမှာကဘာလဲဆိုတော့ညီမတို့ကဆဲခွက်ကအရင် ဒီပေါ့နော် root height ကကျင်းနေတဲ့အခါမှာစာကစိတ်ခွက်ရဲ့ဘယ်ကိုကတ်နေလဲအောက်ကိုရောက်နေလားအလယ်ကိုရောက်နေလားထိတ်ကိုကတ်နေလားဆိုတာမသိတာပါဘူး alignment မသိတာပါဘူး root height ကနည်းနည်းမြင့်နေဆိုရင်သိတာပါတယ်ဒါဆိုရင်စိတ်ခွက်ရဲ့ထိတ်ကိုကတ်နေပါတယ်ဒါဆိုရင်အလယ်ဒါဆိုရင် right ပါအဲဆိုရင် alignment ၆မျိုးကို နားလည်လောက်ပါပြီပြန်လုပ်ကြည့်ပါဦးခုပြောပြမယ့်အကြောင်းအရာကတော့ alignment ကို format save house ကနေပြင်ပြီးပါ။ဒါမှတော့ format alignment ပြင်လို့ရဲစာရို select လုပ်ပါမယ်ဒီ home tag ကနေပြီးတော့ alignment ကိုဒီများလေးကို click တစ်ချက်နှိပ်လိုက်ပါမယ်အဲဒါဆိုရင် format save box ရလာပါမယ် format save box မှာ tab တွေအများကြီးရှိပါတယ် alignment tab ကိုရွေးပါမယ်ဒီမှာ test alignment ဆိုပြီးတော့ alignment နှစ်မျိုးရှိပါတယ်ဒီပြင်ရလို့ပါပဲ alignment နှစ်မျိုးရှိပါတယ် horizontal horizontal မှာဘာပါလဲဆိုရင် left center right ပေါ့နော်ကျွန်တော်တို့ဒီအောက်ကဟာပြီးပါပါတယ် left center right တွေပါပါတယ်ကိုကြိုက်တာရွေးလို့ရပါတယ်ဒီမှာဆိုရင် center ကိုရွေးလိုက်ပါမယ် vertical vertical ဆိုတာပါလဲဆိုရင်ဒီဒီ alignment နဲ့အတူတူပါပဲဆက်ကွက်ရဲ့ take ကိုကတ်မလာအလယ်မှာနေမှာလား bottom လားဆိုတော့ جماعه က take ကိုရွှေ့လိုက်ပါမယ်ဒါက alignment နှစ်မျိုးရွှေ့ရပါဒီအပြင်ကရွှေ့တာနဲ့ format cell box က alignment မှာရွှေ့တာနဲ့အတူတူပါပဲနောက်တစ်ခုဘာကိုပြင်လို့ရသည်လဲဆိုရင် orientation orientation ကစာဆောင်စာဆောင်တဲ့ degree ပါစာဆောင်လို့ရပါတယ်ဒီမှာဟို degree ကိုနည်းနည်းစာဆောင်ကြည့်ပါမယ် အဲ့ဒါတော့ကျွန်မနှစ်ခုလုံးစင်တာပြန်ရွေးလိုက်ပါမယ်စင်တာမယ်စာက25 degree ဆောင်းပါမယ် okay ကိုနှိပ်ပါမယ်အဲ့ဆိုရင်ကျွန်မတို့ကဒီဟာစာဆောင်းတော့မှာဖြစ်ပါတယ်ဒါတွေကိုပြင်ပြင်ချင်းနဲ့စာမဆောင်းချင်ဘူးဆိုရင်အာဒီဟာဒီဆက်ခွက်တွေကိုပြန်ပြီးဆက်လက်မှတ်ပါမယ် alignment နဲ့ဝင်ပါမယ်ဒီ alignment tab ထဲကဒီ orientation degree မှာ0ပြန်ထားပေးပါမယ်သူကမူလက0ပါ minus ဆိုရင်တော့သူကအောက်ကိုဆောင်းတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်0ပြန်ထားမယ် okay အဲ့ဒါဆိုရင်စာကတော့မဆောင်တော့ပါဘူးအဲ့ဒါဆိုရင် minus ဆိုရင်စာကအောက်ကိုဆောင်မှာဖြစ်ပါတယ်ကျမတို့ပြန်လုပ်ကြည့်ပါမယ် select map ပါမယ် alignment နေကိုဝင်ပါမယ် orientation မှာသူကအပေါ်ကိုအပေါ်ကမြားလေးကိုနှိမ့်ရင် degree က plus ဘက်ကိုတိုးတာပါအောက်ကမြားလေးကိုနှိမ့်ရင်သူကညော့သွားတာဖြစ်တွေ့တွေ့0ကနေ minus တွေဖြစ်သွားပါမယ် minus 4လောက် minus 6လောက်ဆောင်ကြည့်ပါမယ် okay အဲ့ဒါဆိုရင်သူက အောက်ဖက်ကိုစာရီကစောင်းတော့မှာဖြစ်ပါတယ်။အဲဒါရင်ပြန်ဖြုတ်မယ်။ alignment နဲ့ကိုသွားမယ်။0ပြန်ထားရင်စာရီကသူ့မူလအတိုင်းပြန်ဖြစ်ပါမယ်။အဲ့ဆိုရင်တော့ alignment ကိုဒီ home tag ကဒီအပြင်အနေနဲ့ပြင်လို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းဒီ alignment setting ကနေပြီးတော့ format save box alignment နေရာနေဒီ horizontal နဲ့ vertical မှာတွားပြီးတော့ပြင်ချင်လည်းရပါတယ်။ alignment ကိုပြန်ပြီးတော့လုပ်ကြည့်လိုက်ပါအောင်နော်။